ဗိုလ်တထောင်မြို့နယ်အတွင်းညာအိတ်ခွန်ပေးဆောင်မထားတဲ့ကားတွေကိုစစ်စစ်အရေးယူမှုတွေပြုလုပ်နေတယ်လို့သိရပါဗျ။အောင်သူကသတင်းပေးပို့ထားပါရရှင်။အခုဒီဘိုကလေးစီလမ်းထဲမှာဆိုရင်ကားတွေရက်ထားတဲ့ညာအိတ်ခွန်မဆောင်တဲ့ကားတွေမှာစာအိတ်စာရွက်တွေကိုမြို့နယ်စီမံခန့်တွေလာကတ်တော့တာတွေ့ရတယ်ဒီကနေ့စာကတ်ထားတာဆိုရင်ဒီမှာဆိုရင်24ရက်နေ့ဒီကနေ့ပေါ့နော်စင်နာရီထိုးကိုအုပ်ချုပ်ရေးမှူးရုံးကိုလာပြီးတော့ဖြည့်ရှင်းပေးဖို့အတွက်ကတ်ထားတဲ့အကြောင်းအရာတွေပါတယ်ဗျဒီကတ်ထားတဲ့အကြောင်းအရာထဲမှာဆိုရင်ဒီညာအိတ်ခွန်ပေးဆောင်ထားခြင်းမရှိတဲ့တပ်တိကံ ကပ်ပြားတွေကိုမြန်မာထင်တာရှိတဲ့နေရာတွေမှာသူတို့မတွေးခဲ့တာတွေနောက်ကြတော့တက်တန်းကုံဆုံးတာတွေနောက်ကြမဆောင်ထားတဲ့ဟာတွေကိုသူတို့စစ်ဆေးတဲ့အခါမှာတွေ့ရှိတယ်ဆိုပြီးတော့ဒီမှာလာပြီးတော့ကတ်သွားတဲ့အနေအထားမျိုးရှိတယ်ဒါပေမဲ့ဒီကားရဲ့ပိုင်ရှင်ပေါ့နော်ဒီကိုကတော့ဒီကားကသူတို့အနေနဲ့ဒီညှိုက်ခွန်ဆောင်ထားတယ်ဆိုပြီးတော့ပြောတယ်ဗျညှိုက်ခွန်နဲ့ထားတာဟုတ်တယ်ညှိုက်ခွန်နဲ့ဆောင်ထားတယ်ဆောင်ထားပြီးသားပဲသူကအဲ့လိုအဲ့လိုရက်ကြော်သွားတာဘာလို့ဆိုတော့ဒန်ကြီးပြန်ဆောင်ရတယ်ဒီတစ်ခါလည်းအဲ့လိုဆောင်မှဆောင်ဘူးလို့ကျွန်တော်ကအဲ့ဒါလောက်ထားတာ ဟုတ်ဆိုတခြားဘော်ဒီလမ်းထဲမှာတချို့ကားတွေဆိုတော့မဆောင်ထားတာတွေလည်းပါရင်လည်းပါမှာပေါ့ဘလို့ကိုအာဟုတ်အများကြီးခေါ်ဆောင်ထားပြီးတော့ဒီလိုတချို့ကတော့ဆောင်ထားတာများပါတယ်ဗျဒီလမ်းထဲမှာတချို့ကျတော့ဒီဒီပြည့်ဟိုဧည့်သည်တို့ပါဟိုလာအိတ်တဲ့ဟာတွေကျတော့မဆောင်ထားတာတွေရှိရလေအဲ့ဒါမျိုးကြီးကျတော့သူတို့တွေ့တော့ဒီလမ်းထဲကကားလို့သူကကတ်သွားတာပဲဘာမှမဆောင်ထားဘူးဆိုပြီးတော့လို့ကတ်သွားတာလည်းရှိဘူးဒုထောင်မျိုးနယ်ရှိရွက်ထဲမှာရှိတဲ့လမ်းတွေမှာရေရနာထားတဲ့ညှအိတ်ရနာထားတဲ့ကားတွေကိုဘုဒ္ဓထောင်မြို့နယ်စီမင်တရားရေး အုပ်ချုပ်ရေးမှုရုံးကနေပြီးတော့ဒီကနေ့မနက်၄နာရီထူလောက်ကနေစပြီးတော့စီမံရေးတာဝန်ရှိသူတွေနဲ့နေမြေကန်ရဲတပ်ဖွဲ့နဲ့လိုက်လံစစ်ဆေးမှုတွေပြုလုပ်ခဲ့ပါတယ်။သူတို့စစ်ဆေးတဲ့အခါမှာကားတွေမှာတိတာထင်တာရှိတဲ့နေရာတွေမှာဘိန်းခုံနဲ့ပတ်သက်ပြီးတော့ညှိုင်းခုံနဲ့ပတ်သက်ပြီးတော့မဆောင်ထားသေးတဲ့ဥစ္စာကိုတွေ့ရှိတဲ့အတွက်ကြောင့်မလို့အခုလိုမျိုးစာမျိုးတွေကတ်ခဲ့တာလို့ပြောပါတယ်။ကျွန်တော်တို့ကဒီတချို့ကြတော့ကားနံပါတ်မရှိဘူး။ကားနံပါတ်မရှိတာကိုကျွန်တော်တို့ကအရေးယူလို့မရဘူး။အရေးယူလို့မရတော့ကျွန်တော်တို့ကကားမျိုးစားနေပေါ့။ဒါရင်းနေရဲပေါ့။ ကျောင်းရအကြောင်းကြတော့ယနေ့ရအကြောင်းကြဒီကဥပမာကားဝယ်ပြီးတာတော့မှနှစ်လသုံးလနေမှလိုင်စင်ရရတာဆိုတာရှိအဲ့ကြတော့ရှင်ကျွန်တော်တို့ကနောက်တစ်ကြိမ်စဉ်နိုင်လို့ရှင်ကျွန်တော်စဉ်ပြီးတယ်เนาะအဲ့ဒါတော့သာလူကြီးများပဲဖြစ်အောင်လို့เนาะ ကားတိုင်းအနေနဲ့ညှိအခုံပေးဆောင်ရတာဖြစ်ပြီးကားတစ်စီးကိုတစ်နှစ်အတွက်ကျပ်2645ကျပ်ပေးဆောင်ရပါတယ်ဒီလိုပေးဆောင်ထားခြင်းမရှိတဲ့ကားတွေကိုတော့မြို့နယ်စီပင်ကစစ်ဆေးတွေးရှိတဲ့အခါမှာဒဏ်ငွေပေးဆောင်ရတယ်လို့ပြောပါတယ်လက်တလုံးမှာရန်ကုန်လိုင်စင်မချပေးတဲ့အတွက်နယ်လိုင်စင်နဲ့စီးနေတာတွေကတနေ့တခြားတိုးလာပါတယ်ဒီလိုနယ်ကားတွေအတွက်တော့ရန်ကုန်စီပင်ညှိအခုံမရှိတဲ့အတွက်အခက်အခဲရှိနိုင်ပါတယ်ကျွန်တော်အောင်သူပါခင်ဗျာ